နေဒါနိုင်ငံဟာရောင်းကုန်မဟုတ်ဘူးလို့ကနေဒါဝန်ကြီးချုပ်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပြောကြားလိုက်ပါတယ်။ဒါဟာကနေဒါကိုအမေရိကန်ရဲ့52ခုမြောက်ပြည်နယ်ဖြစ်လာစေချင်တယ်ဆိုတော့ထရန့်ရဲ့လူထုရှင်ကြားပြောဆိုမှုနဲ့ပတ်သက်လို့ဝန်ကြီးချုပ်မက်ခါနီကသူ့ရဲ့သဘောထားကိုအတိအပြည့်ပြောကြားလိုက်တာဖြစ်ပါတယ်။မေလ6ရက်နေ့ကအင်ဖြူရောမှာကာနီနဲ့ထရန့်တို့တွေ့ဆုံခဲ့ကြပြီးနိုင်ငံရေးစီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာနှစ်ဖက်အမြင်ကွဲပြားမှုတွေကိုဆင်မြင်ခဲ့ကြတာပါ။ကာနီရဲ့ Liberal Party ဟာ ကနေဒါမှာလူကြိုက်နေနေတဲ့အခြေအနေဖြစ်ရာကနေထရန့်ကိုစင်ခေါ်ပြီးစံနဲ့ရည်တည်မှုတွေကို ပြသရင်းလူထုထောက်ခံမှုကိုရယူနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းကာနီဟာရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။ကာနီဟာရွေးကောက်ပွဲကြောင့်မဲဆွယ်မှုမှာကနေဒါရဲ့ပိုင်ရှင်တွေနဲ့တွေ့ဆုံခဲ့ပြီးသူတို့ဟာကနေဒါဆိုတာဘယ်တော့မှရောက်မှာမဟုတ်ကြောင်းပြောဆိုခဲ့တယ်လို့ကာနီကဆိုပါတယ်။ကာနီရင်ညွန်တဲ့ကနေဒါရဲ့ပိုင်ရှင်တွေဆိုတာကမဲဆန္ဒရှင်ပြည်သူတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။ ထရန့်ကလည်းကနေဒါနိုင်ငံရဲ့သွင်းကုန်တွေကိုအခွန်တွန်းမြင့်စီချမ်းမဲ့ကိစ္စကိုတော့ပြောင်းလဲပါမဟုတ်ပဲလက်ရှိရည်ရွယ်ထားတဲ့အတိုင်းဆက်သွားမယ်လို့ဆိုပါတယ်။ကာနင်းနဲ့မတွေ့ဆုံခင်မနစ်ပိုင်းလောက်မှာထရန့်ဟာသူ့ရဲ့သဘောထားအရာကာနင်းနဲ့အလုတ်တွဲလို့ပိုလူလူလလရှိနေရဲ့လို့လူမှုကွန်ရက်မှာရေးသားခဲ့တာပါ။အမေရိကန်ဟာကနေဒါမှာထုတ်လုပ်တဲ့ကားတွေကနေဒါရဲ့စွမ်းအင်ရင်မြစ်တွေတစ်တွေကိုလိုချင်တာမဟုတ်ပဲကနေဒါစီကနေခင်မင်းရင်းနှီးမှုတစ်ခုသာလိုချင်ပြီးအဲ့ဒါကိုအရှိတီအောင်ထင်းသိမ်းနိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ထရန့်နဲ့ဆွနေဘီယာနောက်ပိုင်းမှာတော့ကာနေကအဲ့ဒီတွေးဆမှုဟာအပြုသဘောဆောင်ခဲ့ကြောင်းနဲ့နောက်လာကြရင်ကနေဒါမှာကျင်းပမဲ့ G7 ထဲတင်ညီလာခံမှာထရန့်နဲ့ထပ်ဆောင်ပြကြမယ်လို့ကာနေကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်ရှင်။